အုတ်ဖုံမျိုးနယ်ကျိုးကိုပင်ရွာကိုစစ်ကြောင်းထိုးလာသည့်စစ်တပ်ကို၄ကြိမ်ကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးဟုဆို2025ခုနှစ်အောက်တိုဘာလ2ရက်နေ့ပဲခူးတိုင်းအုတ်ဖုံမျိုးနယ်ကျိုးကိုပင်ရွာကိုစစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်တပ်ကို၄ကြိမ်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတာယာတူမြတိခရိုင်ပကပားတရေးတာတူမြန်ခန့်ရဲဘော်ဒီမွန်ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် စတင်ဘာလ30ရက်နေ့မှစတင်ပြီးအုတ်ဖို့မျိုးပေါ်မှာတန်ချက်ကာကာ3စီးဖြင့်ကျိုးကိုပင်ရွာကိုစစ်ကြောင်းထိုးရန်ရောက်ရှိလာသောအင်အားတရကျော်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထိုထိတွေ့တိုက်ပွဲများသည့်အောက်တိုဘာလ1ရက်နေ့ည9:00နာရီထိ၄ချိန်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြသောကြောင့်စစ်တပ်စစ်ကြောင်းကညရင်းချင်းအုတ်ဖို့မျိုးပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည် စစ်ခွေးတွေကစက်တင်ဘာလ30ရက်နေ့မှာအုပ်ဖို့မြို့နယ်ကျိုကိုးပင်ရွာကိုအင်အားတရကျော်နဲ့စစ်ကြောင်းထိုးလာတာပါတိုက်ပွဲကတော့၄ချိန်ဖြစ်ပွားခဲ့တဲ့အောက်တိုဘာလ1ရက်နေ့ည9:00နာရီထိထိတွေ့တိုက်ပွဲတွေဆက်တိုက်ကိုဖြစ်ပွားခဲ့တာတိုက်ပွဲတွင်မှာစစ်ခွေးတွေဘက်က9ဦးသေဆုံးပါတယ်စစ်ခွေးစစ်ကြောင်းကတော့မရှိတော့ဘူးအထိနာပြီးတော့အုပ်ဖို့မြို့ကိုမနေ့ကညရင်းချင်းကိုပြန်လည်ဆုတ်ခွာသွားတယ်ဟုတာယာတုညတိခိုင်ပါကဖာတည်ရတာတုညံခန်းရဲဘော်ဒီမုံကပြောဆိုသည် အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးတပ်ခွဲ၃တာယာဝတီခရိုင်ပကဖဒရုန်းတပ်ဖွဲ့ကျူပင်ကောက်ဆိုတော့ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မြေအောက်ပျောက်ကြားတပ်ဖွဲ့ Black Dragon တပ်ဖွဲ့နဲ့ဇီးကုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်